ဒီနေ့ဂျူလ9ရက်နေ့ပေါ့နော်2025မှာကမ္ဘာလုံးကရအဖွဲ့ချုပ်ဒီ ILO ရဲ့133ညမြောက်အစည်းအဝေးမှာစေအုပ်စုကိုအစဉ်တစိုက်အလို့သမားတွေရဲ့အခြေခံကိုယ်ရေးချိုးဖောက်မှုလူအခွင့်ရေးချိုးဖောက်မှုပေါ်မှာမူတည်ပြီးတော့အရေးယူဖို့ဆိုတာကို ILO ကနေဆုံးဖြတ်ချက်ချလိုက်တယ်။အဲ့ဒါကလည်း ILO ရဲ့အခြေခံဥပဒေပုံမှန်33ရ Article 33ရအရေးယူဖို့ဆိုတာကို ချမှတ်လိုက်ပါတယ်လို့ကျွန်တော်အားလုံးကိုတင်ပြချင်ပါတယ်ခင်ဗျာကျွန်တော်တို့၄နှစ်ရှိပြီပါဗျာ2021ထဲကဒီသူတို့အာဏာသိမ်းလိုက်တယ်အာဏာသိမ်းလိုက်တာကဒီမိုကရေစီမရှိဘူးစစ်တအုပ်ချုပ်ရေးဖြစ်တယ်ဒီမိုကရေစီမရှိရင်လူ့သမားခွင့်ရမရရှိနိုင်ဘူးလူ့သမားတတ်မှတ်ကြတယ်လွတ်လွတ်လပ်လပ်ဖွင့်လို့မရဘူးဒါကြောင့်မလို့ဒါကို စုစုလက်မခံပါနဲ့ဆိုပြီးတော့ကျွန်တော်တို့က2021ဇန်နီအာဇူလမှာပေါ့နော်ကန့်ကွက်ခဲ့တယ်အဲ့ဒါကလည်းအောင်မြင်ခဲ့ပါတယ်နောက်တစ်ခါ2022မှာတော့ကျွန်တော်တို့ချိုးပေါက်မှုတွေပုံများလာတယ်အခြေခံအချက်တွေချိုးပေါက်မှုတွေပုံများလာတယ်မလိုက်နာဘူးပေါ့နော်မလိုက်နာဘူးဆိုတဲ့ဟာကိုပြောတဲ့အခါကျတော့ကျွန်တော်တို့ဒီစုံစမ်းစစ်ဆေးကော်မရှင်ဖွဲ့ပါတယ်เนาะအားရလောကစုံစမ်းစစ်ဆေးကော်မရှင်ဖွဲ့တယ်ဒီကော်မရှင်ကိုစေုပ်စွာလက်မခံဘူး ော်လိုက်လဲမလိုက်နိုင်ဘူးမလိုက်နိုင်ဘူးပြောတယ်အဲ့ဒီမှာသူတို့ကဆက်ပြီးတော့လုပ်တယ်ပေါ့နော်ဆက်ပြီးလုပ်တဲ့အခါမှာအဲ့တော့စုံစမ်းစစ်ဆေးကော်မရှင်က2023 August မှာသူ့ရဲ့အစီရင်ခံစာထွက်ပါတယ်သူ့ရဲ့အစီရင်ခံစာထဲမှာတော့ဟုတ်တယ်စေအုပ်စုကချိုးဖောက်နေတာများတယ်အဲဒါကြောင့်မို့လို့ပေါ့နော် အချက်ဆက်တဲ့ချက်ကိုအလိုက်နာဖို့လိုတယ်ပေါ့နော်ဥမာလူ့သမားတမကကောင်းဆောင်တွေပြန်လှုပ်ပေးဖို့လူ့သမားတမကတွေဖွဲ့တာကိုဒါစီလို့မရဘူး မတားဆီးသင့်ဘူးเนาะတခါအလို့ရှင်ဖွဲ့စည်းတွေလည်းလွတ်လွတ်လပ်လပ်ဖွဲ့ဖို့တင်တယ်ဒါတို့လည်းတားဆီးလို့မရအောင်ဆိုတာကိုအဲအဲ commission of inquiry report ထွက်တယ်အဲ့တော့အဲ့ဒီ report ကိုလည်းတို့က queue site နော်ဘိုးမြန်မာလင်းထဲမှာလည်းရေးတာပဲဘာဖြစ်တယ်ညာဖြစ်တယ်ရေးတယ်ဒါပေမဲ့တို့ရေးတဲ့စာ ILO ရေးတဲ့စာကမလုတ်ပါနဲ့ကျွန်တော်တို့ကအချိန်လိုသေးလို့ပါတိုင်းပြည်အခက်ခဲပဲဆိုတော့ဒီလူတွေကမျက်နှာနှမျိုးပြဟိုပြည်သူရှေ့မှာကြောက်ငူအောင်ငူအောင်နဲ့နိုင်ငံတကာကဂူးမဆိုင်ဘူးပါဘူးနော်အဲလိုကြတော့ ဟဲ့တဲ့ဟိုအားလုပ်ပေးပါတရားလုပ်ပေးပါကျွန်တော်တို့အချိန်ပြတဲ့ကိုပြောတယ်ဒါပေမဲ့အားရလောကလည်းအယူမဟုတ်ဘူးလေဘာလို့လဲဆိုတော့အရင်တော့တက္ကီ2000လောက်ကလည်းဒီကိစ္စကိုကြုံခဲ့ပူးတယ်နော်တက္ကီ1996ကနေ2000အထိကဒီဘိုခင်ညွန့်တို့လက်ထက်မှာလည်းအဲ့ဒီလိုပဲဒီကော်မရှင်တော့ဘင်ကွိုင်းနဲ့လှုပ်လို့ရတယ်လှုပ်ပြီးတော့သူတို့အမျိုးစုံလိန်နဲ့ဟိုရွှေ့ဒီရွှေ့လှုပ်တယ်နောက်ဆုံးများတော့မှ Article 33ကိုတက္ကီ2000မှာချခဲ့တယ်အခုလည်းအဲ့ဒီလိုပါပဲ အဲ့တော့2024မှာကြာတော့ဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကဆက်ပြီးတော့ဟိုတောင်းဆိုတဲ့အတွက်ကြောင့်အားရလုံးမှာဝိုင်းပြီးဆုံးဖြတ်တယ်သုံးပုံစံဆုံးဖြတ်တယ်အာဘာလဲဆိုတော့ဆေးဟုတ်စုက article 32ကအေးယူဖို့ဆိုတော့အဆိုကိုစဉ်းစားမယ်ဆိုတော့ပထမတစ်ဆင့်ဖြစ်တယ်နောက်တစ်ခါတစ်ခါကြာတော့ဒီ November 2024မှာတော့ဒီအခုလာမယ့်2000အခုရှိတယ်ပေါ့နော်2025အာကမ္ဘာလုံးကြီးအဖွဲ့ချုပ်ညီလာခံမှာတော့ ဆွေးနွေးဖို့အတွက်ကိုစာချမ်းကိုရေးလိုက်ပါတယ်အဲ့တော့အဲ့ဒီစာချမ်းကဒီနေ့အတည်ပြုလိုက်တဲ့စာချမ်းက2024 November တဲကရေးထားတဲ့စာချမ်းဖြစ်တယ်အဲ့ဒါကို2024 March မှာတခါထပ်ပြီးတော့ဖတ်ပါတယ်ဖတ်ပြီးတော့အလုံးဝအပြင်းစင်မှုမရှိဘူးစာလုံးအပြောင်းလဲမရှိဘူးဆိုတာနဲ့ပြီးတော့ဒါကိုလက်ခံလာတယ်အဲ့တော့ဟိုဂျူနာနေ့ရက်နေ့ကထင်တယ်နေ့ရက်နေ့ကဒီ ကမ္ဘာလုံးမှာရအဖွဲ့ချုပ်ရဲ့ General Affairs Committee ရှိတယ်။အဲ့ဒီ committee ကအထွေထွေအထွေထွေ committee ပေါ့နော်။ committee မှာဆွေးနွေးတော့အားလုံးကဒါကိုသဘောထားကြတယ်။အဲအဲ့ဒီမှာတရုတ်၊ရုရှား၊ဘယ်လာရုစ်တို့ကကန့်ကွက်တယ်။မှတ်တမ်းတင်မှာလို့ပြောတယ်။အဲ့တော့ဒီနေ့ plenary ပေါ့နော်အားလုံးပါဝင်တဲ့စီဝေးကြီးမှာဆွေးနွေးကြတယ်ဆွေးနွေးကြတဲ့အချိန်မှာတော့ဟိုအများတန်းသူစေအုပ်စုထောက်ခံနေတဲ့ရုရှားရဲ့တရုတ်ရဲ့ဘယ်လာရုစ်ရဲ့လွဲလို့ဂျန်တဲ့လူကအားလုံး ထောက်ခံတယ်အဲမှာတိုးလာတော့ Laos နိုင်ငံတနိုင်ငံတိုးလာတယ်เนาะအဲ့တော့ဒါကြောင့်မလို့ဒီနေ့မှာတော့ဆွန်ပြတ်ချက်ကိုအတည်ပြုလိုက်တယ်ဆိုတော့အတည်ပြုတယ်ဆိုတဲ့ခါကျတော့ဒီပြုတာဘာဖြစ်မှလဲပေါ့ဘာဖြစ်မှလဲဆိုတော့မနေ့ပြန်တော့ဘာမှမဖြစ်ဘူးဗျာဒါပေမဲ့ကျွန်တော်တို့အလုပ်လုပ်ရမယ်ဘာဆိုအဲ့ဒီစာထဲမှာရေးထားတာကအဓိကပါတဲ့အချက်ကပါအဓိကကြတဲ့အချက်ကပါလဲဆိုတော့ ILO ရဲ့အဖွဲ့ဝင်တွေ အဲလိုရဲ့အဖွဲ့ဝင်ကမ္ဘာလုံးသွားရေးအဖွဲ့ချုပ်အဖွဲ့ဝင်ဆိုတော့ဘာကိုပြောတာလဲဆိုတော့အလုံရှင်ကောအလုံသမားကောအစိုးရကိုပြောတာအဲလိုရဲ့ထူးခြားချက်ကပါလဲဆိုတော့တခြားအဖွဲ့စည်းတွေပေါ့နော်ကမ္ဘာစားနပ်ရေးခအဖွဲ့တို့ကမ္ဘာကြားမရေးအဖွဲ့တို့ဆိုရင်အစိုးရတွေပဲတက်ရတယ်အစည်းအဝေးအစိုးရတွေပဲအဖွဲ့အဖြစ်ရှိတယ်ကမ္ဘာလုံးသမားရေးအဖွဲ့ချုပ်ကြတော့အလုံသမားလည်းပြောပိုင်ခွင့်ရှိတယ်အလုံရှင်လည်းပြောပိုင်ခွင့်ရှိတယ်ဆိုတော့ကျွန်တော်တို့ဝိုင်းဆွေးနွေးတဲ့ပုံမှာ အားလုံးသဘောတူတာကတော့ဗာလဲဆိုတော့စစ်အုပ်စုနဲ့ဆက်ဆံရေးကိုအားလုံးသောအာရလိုရဲ့အဖွဲ့ဝင်တွေကပြန်လည်သုံးသပ်ဖို့ဆိုတာဟောရေးထားပါတယ်အဲ့တော့အဲ့ဒါကအဓိကပါလေပြန်လည်သုံးသပ်ဖို့ရေးထားတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့အကေသူတို့နဲ့လုံနေတဲ့လူရှိလို့ရှိရင်ပေါ့နော်စစ်အုပ်စုဒီလူခွင့်ရေးချိုးဖောက်နေတယ်လူမခွင့်ရေးချိုးဖောက်နေအဲ့ဒီမှာမင်းတို့ဒီလေကြံပါဖြစ်ဖြစ်သွားနိုင်တယ်ဆိုတော့အနေထားရှိတဲ့အတွက်ကြောင့်အများစုကပြန်လည်သုံးသပ်ပြီးတော့နောက်ဆုတ်သွားမှာပါ ဲ့တော့ article 33ဟာအလုံးစုံသောစီးပွားရေးပိတ်ဆို့မှုမဟုတ်ဘူးเนาะအဲ့ဒါကိုဟိုတစ်ဖက်ကဟိုအရန်နေပြောနေကြတယ်အာစီးပွားရေးပိတ်လိုက်လူတွေဒုက္ခရောက်မှာဘာညာညာပြောမဟုတ်ပါဘူးမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ကဟိုဒီစေအုပ်စုနဲ့ဆက်ဆံနေတဲ့လူတွေကိုပဲတည်တည်ချာချာပြန်ဆန်းစစ်ဖို့ကိုပြောတာဖြစ်တယ်အဲ့တော့တခုတော့ရှိတယ်ပေါ့ စီးပွားရေးသမားကြီးတကယ်ပဲတခုတည်းတော့မဟုတ်တော့ဘူးအစိုးရတွေပါပါလာတယ်။တန်တမာရေးနဲ့ပတ်သက်လို့အခုအစ်စ်နေတာတဲ့ကိစ္စလည်းရှိတယ်။အဲ့တော့ဒါတဲ့အစ်စ်နေဦးမှာလားဆိုတဲ့ကိစ္စပေါ့နော်။အဲ့ဒါတွေကိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေကလည်းပြီးတော့ဆွေးနွေးရမှာပါ။ဒီမိုကရေစီဘက်တော်သားတွေကဆွေးနွေးရမှာပါ။ဒါပေမဲ့တခြားဆွေးနွေးထားတာနဲ့ဘာကွာတလဲဆိုတော့ဒီနေ့ဆုံးဖြတ်ချက်ကအိုင်လိုကမ္ဘာလုံးကရေးအဖွဲ့ချုပ်ဆုံးဖြတ်ချက်ဖြစ်တယ်။ ကမ္ဘာလူ့သမားရေးရအဖွဲ့ချုပ်ဆိုတာကုလသမဂ္ဂအဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီကုလသမဂ္ဂရဲ့အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုကချမှတ်တဲ့ဆုံးဖြတ်ချက်ဆိုတာကိုတော့ကျွန်တော်တို့ကကင်တွယ်ပြီးတော့လိမ့်လိမ့်မာမာဆွေးနွေးဖို့လိုပါမယ်ချိန်ကပ်ဖို့လိုပါလိမ့်မယ်လို့ဆိုတော့အဲ့ဒီအလုပ်ကိုကျွန်တော်လုပ်မှာပါအဲ့တော့ချိုးဖောက်ခံရတဲ့လူတွေကတို့ချိုးဖောက်ခံရတဲ့တည်င်းကိုတော့အတိအကျပေးဖို့လိုတယ် အဲကျွန်တော်တို့လည်းကျွန်တော်တို့အများအားသတင်းယူနေတာရှိပါတယ်သတင်းတွေကျွန်တော်တို့ဖွဲ့ဝင်တွေမြေအောက်ကနေသတင်းလှမ်းပို့ပေးတာတွေရှိပါတယ်အဲ့ဒီလူတွေအားလုံးရဲ့ပေါင်းမှုနဲ့လည်းအောင်မြင်တာဖြစ်တယ်အဲ့တော့အဲ့ဒီဟာကိုလည်းကျွန်တော်တို့ဆက်ပြီးတော့လုပ်သွားဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုလုံးမဲ့လုပ်ကတော့ဒီဆုံးဖြတ်ချက်ချပြီးကျွန်တော်တို့အဖွဲ့တွေလူပြန်ဆောင်လို့ရှိရင်ကျွန်တော်တို့ဒီကမ္ဘာလုံးရဲ့အဖွဲ့ချုပ်ရဲ့မြန်မာပြည်ပေါ်မှာချမှတ်ထားတဲ့ဒီဥပဒေပုံမှန် 33ရဟိုကျွန်တော်တို့ချမှတ်ထားချက်ကိုအေးယူတဲ့နေရာမှာတော့၎င်းเนาะဟိုကျွန်တော်ချိုးပေါက်မှုကိုတော့၎င်းတွေးတွေးအောင်ဆိုပြီးတော့ကျွန်တော်တို့ကဒီ monitor ပေါ့เนาะစောင့်ကြည့်လေးလာရေးဒါလုပ်ငန်း company လေးတခုတော့ဖွဲ့ပါမယ်အဲ3ပွင့်ဆိုင်မှာเนาะ tripartite အာ monitoring body ပေါ့เนาะကျွန်တော်အဲ့တော့ဖွဲ့ပါဖွဲ့ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ချိုးပေါက်မှုတွေကိုပို့ပြီးတော့အာစစ်စစ်ဆက်ဆက်ပေါ့เนาะအားလုံးနဲ့ပို့ပြီးတော့အလုပ်လုပ်သွားမယ် ပြီးတဲ့နောက်မှာကျွန်တော်ငုနဲ့တင်ပြဆိုကျွန်တော်တို့က reporting ပေါ့နော်တည်င်းကိုကျွန်တော်တို့ဖို့ပါမယ်သက်ဆိုင်ရာနိုင်ငံတွေသက်ဆိုင်ရာလုပ်ငန်းတွေကိုလုပ်ငန်းကြီးတွေကိုပေါ့နော်ကျွန်တော်တို့အာဆက်ဆက်ပြီးတော့ကျွန်တော်တို့အေးအယူဖို့ဆိုတာကိုအေးအယူဖို့ဆိုရဲပြန်ဆုတ်ဖို့ပေါ့နော်ဆေးဥစုံနဲ့လုံးမလုပ်ဖို့ဆိုတာကိုအာကျွန်တော်တို့ဆွေးနွေးมาဖြစ်ပါတယ်အဲ့ဒါကအေးအယူမှုဆိုတာအဲ့ဒါကိုပြောတာပါဟုတ်ကဲ့ပါကျေးဇူးပါဒီမှာတော့ကျွန်တော်တို့ NUG ရဲ့ လူသမားဝန်ကြီးဌာနပါပါမယ်။နောက်တစ်ခါအလို့ရှင်နေနေတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့မဟာမိတ်တွေပေါ့နော်။ဒီ Myanmar Employers Organization ဆိုတဲ့တစ်ဖွဲ့ရှိတယ်။နောက်ထပ်တစ်ခါ Myanmar Employers Federation ဆိုတဲ့တစ်ဖွဲ့ရှိတယ်။အလို့ရှင်နှစ်ဖွဲ့ရှိပါတယ်။နောက်တစ်ခါကျွန်တော်တို့ကတော့မြန်မာဒီအလုပ်သမားဟိုအလုပ်သမားတပ်ပေါင်းစုပေါ့နော် MLA မြန်မာ Labor Alliance ဆိုတာရှိပါတယ်။အဲကျွန်တော်တို့မြန်မာ Labor Alliance ကတော့2019ရဲ့ကိုဗစ်ကာလတည်းက ကျွန်တော်တို့လုပ်ငန်းတူတူလုပ်ခဲ့တဲ့အဖွဲ့အစည်းတွေဖြစ်တယ်။ကိုဗစ်ကာလတွေကနှိုင်းသားရမှာကျွန်တော်တို့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်လို့เนาะဟုတ်ကဲ့ဒီအဖွဲ့တွေပါပါတယ်။တခြားသော CSO တွေ NGO တွေနဲ့လည်းအားလုံးကျွန်တော်အလုပ်လုပ်မှာပါ။เนาะအလုပ်လည်းလုပ်ခဲ့ပါတယ်။တို့ရဲ့အကူအညီလည်းအများကြီးလိုပါတယ်။ကျွန်တော်တို့ဒီဘက်လည်းမတတ်နိုင်ပါဘူး။အဲ့တော့ CSO တွေ NGO တွေအမျိုးသမီးအဖွဲ့အစည်းတွေလူငယ်အဖွဲ့အစည်းတွေအားလုံးပါเนาะတော်ပေါင်းရင်ထင်းထင်းအဖွဲ့အစည်းတွေအဲ့ဒါတွေအားလုံးလည်းကျွန်တော်ပူးတွဲပြီးတော့ အလုပ်လုပ်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအားထဲမှာဟို resolution အပိုက်နံပါတ် resolution ပါเนาะ resolution ကအပိုက်နံပါတ်1အာကားငယ်မှာပေါ့ 2C မှာပေါ့ရေးထားပါတယ်ရေးထားတဲ့အထဲမှာတော့ number 1ချက်ကပါလဲဆိုတော့လောင်စာစီပါ jet လောင်စာစီနဲ့ပတ်သက်ပြီးတော့ဟိုတုံးတက်ဖို့ပေါ့เนาะဟိုသူကပိတ်ဆို့ဖို့လို့မရေးထားပါဘူးအာတုံးတက်ဖို့လေ့လာဖို့လို့ရေးထားတယ်ကျွန်တော်တို့ကတုံးတက်မယ်လေ့လာမယ် ပြီးတော့မှအာကျွန်တော်တို့ကဒီဟာကို sanction ချထားတဲ့နိုင်ငံတွေရှိပါတယ်။အဲ့ဒီနိုင်ငံတွေကိုကျွန်တော်တို့က TV ကြကြတင်ပို့လို့ပါတယ်။နော်အခုကပိတ်ဖို့ပိတ်ဖို့လို့ပြောတယ်။ဒါပေမဲ့ဘယ်ကနေလာပြီးမသူကသွင်းနေလဲဆိုတော့ဟာကိုကျွန်တော်တို့ဒေရှာကြတီတီကြကြကျွန်တော်တို့မြန်မာနိုင်ငံသားတွေတင်တာတိတ်မရှိပါဘူး။အဲ့တော့အခုကျွန်တော်တို့ကတော့အာကြည့်ဖို့လို့ပါတယ်။ကြည့်နေပါတယ်။အာဘယ်နေ့မှာဘယ်တင်မောဘယ်နိုင်ငံကနေဝင်ပါတယ်ဘယ်အချိန်မှလာတယ်။ မြန်မာနိုင်ငံမှာဘယ်လောက်အချိန်နေတယ်ဘယ်အချိန်မှာထွက်သွားပါတယ်ဆိုတာဘယ်နိုင်ငံကနေပြီးတော့နောက်ဆုံးလူရင်းနဲ့တင်မိလာတယ်ပြီးတော့ဘယ်နိုင်ငံကိုဆက်ထပ်သွားတယ်ဆိုတာကိုကျွန်တော်တို့ဟိုကျွန်တော်တို့စာရင်းပြုစုထားပါတယ်အဲ့တော့ဒီမှာဒါလူတွေဒီဟိုညင်းဖို့ရှိပါတယ်အဲဒါတွေအားလုံးကဂျက်လိန်လိန်လိန်မြန်စီမဟုတ်ဘူးလို့ပြောမှာဟုတ်ပါတယ်ဒါပေမဲ့ဂျက်လိန်မြန်စီကသူကသူလိန်မြန်တွေကိုလမ်းလျှောက်ပြီးသွားတာမဟုတ်ခက် ဒီဇယ်တင်တဲ့ဒီဇယ်နဲ့မောင်းတဲ့ကားတွေတင်ပြီးတော့မှပို့ရတာပါဂျက်လီများစီတွေကဟိုဗမာပြည်မှာပဲထုတ်ထုတ်နိုင်ငံခြားပဲသွင်းသွင်းလမ်းလျှောက်ပြီးတော့သွားတာမဟုတ်လေသူတို့ဒီစီကားစီတင်တဲ့ကားတွေနဲ့ပို့ရတာတော့စီတင်တဲ့ကားတွေကဒီဇယ်နဲ့သွားတာပါအဲဒီဇယ်ကလည်း dual use နှစ်မျိုးသုံးဖြစ်နေပါတယ်အဲ့တော့ဝင်တဲ့လောင်စာမှာကျွန်တော်တို့ပြည်သူတွေရောင်းလည်းဟုတ်တယ်မှန်ပါတယ်ကျွန်တော်ဒါကိုလည်းကျွန်တော်လက်ခံမှာပါ ဒါပေမဲ့ရောင်းတဲ့ဆိုင်တွေအားလုံးဒီအများစုဒီလဲခရိုနီတွေဖြစ်နေတယ်ဆိုတော့ကျွန်တော်ပြန်သတိထားဖို့လိုပါတယ်။ကိုယ်ပါကိုယ်လက်လက်ဆိုင်လေးတွေတိတိလေးတွေကနာလာမထူနိုင်ပါဘူး။နော်ဆိုင်ကြီးတွေရှိပါတယ်။ဆိုင်ကြီးတွေကတကယ်ကြတော့ဟိုအများစုကဟိုဥရောပတို့အင်္ဂလန်တို့ကအမေရိကတို့ကနေပါဆိုင်ရှင်ထိတဲ့လူတွေပိုင်တဲ့ဆိုင်ကြီးတွေဖြစ်တယ်ဆိုတော့အားလုံးသတိထားဖို့လိုပါနေမယ်။ဒါတကူပါနောက်တစ်ခုကကျွန်တော်တို့ရှင်မှာလာတဲ့စီက တီလူဝါစိတ်ကားပဲဖြစ်ဖြစ်ပေါ့နော်ရန်ကုန်စိတ်ကားပဲဖြစ်ဖြစ်တက်လာတဲ့ဆီကဟိုပြည်သူတုံးတာတခုလည်းမဟုတ်ပါဘူးလို့နော်ကကကြီးကိုသွားတဲ့ဆီရှိပါတယ်နောက်တစ်ခါဟိုတမတော်ရေကိုသွားတဲ့စီရှိပါတယ်ဒါတွေအားလုံးလည်းစင်းရဲဇာနဲ့ပါနော်စင်းရဲဇာနဲ့စီရှိအဲ့ဒါတွေအားလုံးလည်းကျွန်တော်တို့ကတင်ပြရမှာပေါ့ပြပြဆိုင်ရအောင်မင်းတို့ပေးတဲ့စီတွေကကကကြီးကိုဘယ်လောက်သွားတယ် တမတော်ရေကိုဘယ်လောက်သွားတယ်ဆိုတာကျွန်တော်တို့ကတင်ပြမှာ။ဘာလို့ဒါလဲအလုံးဟိုဆင်းရဲဇာတ်နဲ့သွားတာလေ။နော်ဆင်းရဲဇာတ်နဲ့သွားတဲ့ဟာကိုကျွန်တော်တို့ကဆင်းရဲဇာတ်နဲ့ပဲယူပြီးတော့ပြပြဆိုင်ကိုကျွန်တော်တင်ပြရမယ်။တင်ပြပြီးတဲ့နောက်မှာရောင်းတဲ့ပွဲစားတွေပေါ့နော်။အဲဒါသူတို့က brokers လို့ခေါ်တာပေါ့အင်္ဂလိပ်လိုအရောပေါ့။အဲတော့အဲ့ဒီဘောနောက်ပြီးတော့သူတို့ဟိုသူတို့ခေါ်တာတခုကျွန်တော်မေ့သွားတယ်ဗျ။အဲ့ဒါမေ့သွားတယ် အဲ့ဒီဟာကအဲ့ဒီလူတွေကိုတော့ကျွန်တော်ချင်းကမှာပေါ့နော်ရဲဘော်တို့မင်းတို့ရောင်းတဲ့ဆီကဒီလိုဒီလိုသွားနေတယ်မင်းတို့ဒီလိုလိုသွားတာကလူတတ်တဲ့လူတွေလက်ထက်ကိုသွားနေတယ်အဲ့တော့အဲ့ဒီလူတတ်တဲ့လူတွေကိုအားပေးနေမင်းတို့ရပ်ဖို့တင့်တယ်ဒီမှာလည်းအားလုံးစားရှိတတ်တယ်မင်းကျွန်တော်တို့ကချင်းကမှာဖြစ်တယ်ပေါ့နော်အဲအဲ့တော့အဲ့ဒီဟာတွေလိုရမယ်နောက်တစ်ခါသူတို့နဲ့ပတ်သက်တဲ့တင်မောဆိုတဲ့ဟာကကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာတင်မောပဲဖြစ်ဖြစ်လိမ်မြန်ပဲဖြစ်ဖြစ်ကားပဲဖြစ်ဖြစ်အာမခံမရှိရင်မသွားနိုင်ပါဘူး အဲ့တော့သင်္ဘောတွေကိုသူတို့ချာတာငားတယ်ချာတာငားပြီးတဲ့နောက်မှာလိုတာကပါလေအာမကန်လိုပါတယ်သင်္ဘောနှစ်သွားရင်ဘယ်သူယောမလဲသင်္ဘောဖန်းခိုင်ရင်ဘယ်သူယောမလဲဆိုတဲ့ကိစ္စလည်းရှိတယ်ဒါကြောင့်မလို့ဒီအာမကန်လုံကရေချောင်းအာမကန် Maritime Insurance ကိုလည်းကျွန်တော်တို့ချင်းကပါပဲချင်းကမယ်ဆိုတော့ဟိုအဲ့ဒီလူတွေကအများစုကပေါ့နော်ရှိတာကတော့ London က Lloyds မှာရှိတယ် နောက်ထပ်တစ်ကောင်စင်ကာပူမှ Willis Fever တို့ပါတို့ရှိပါတယ်ဒီကုမ္ပဏီတွေကိုတော့ကျွန်တော်တို့လည်းအဲ့လိုပဲပြောမှာပါသူတို့တခြားမှာအလုပ်လုပ်ရင်အများကြီးရပါတယ်ဗမာပြည်မှာအလုပ်လုပ်မှမဟုတ်ပါဘူးတခြားမှာလုပ်ရင်လည်းအများကြီးရတဲ့အတွက်ကြောင့်မင်းတို့တခြားမှာလုပ်ပါလားဆိုတော့ကျွန်တော်ပြောပြပါမယ်ဘာလို့ပြောမှာလဲဆိုတော့ secondary sanction ဆိုတာရှိပါတယ်เนาะဟိုဘာပေါ့ဒုတိယအဆက်အာလိုက်တဲ့စီပွားရေး ပေးစမှုနဲ့ပတ်သက်တဲ့အပြစ်ပေးအရေးယူမှုပါအဲ့တော့ဒီလုပ်ငန်းရှင်တွေကလောင်စာဆီနဲ့ပတ်သက်လို့ပေါ့နော်ဥပမာပြောတာပါပိတ်ထားတယ် US ကပိတ်ထားတယ် UK ကပိတ်ထားတယ်ဒါကိုသူတို့ကမလိုက်နိုင်ဘူးဆိုရင်ကျွန်တော်တို့ကတော့တင်ပို့မှာပါတင်ပို့တဲ့အခါမှာအဲ US နဲ့ UK ကသူတို့မှာရှိတဲ့ enforcement mechanism ပေါ့နော် US ဆိုလို့ရှိရင် OFAC OFAC လို့ခေါ်ပါတယ် तू อ่ะထုတ်ထားရဲစာလည်းရှိပါတယ်။ तू อ่ะဘယ်လိုချိုးဖောက်ရင်ဘာလုပ်မယ်ဆိုတာ။เนาะနောက်ထပ်တစ်ခါဒီ US ဟို UK ကထုတ်ထားတဲ့ UK က OFSI လို့ခေါ်တဲ့ဒီယုံကနေထုတ်ထားတဲ့ directive တွေရှိပါတယ်။အဲ့တော့အဲ့ဒီကနေတစ်ဆင့်အပြစ်ပေးအရေးယူတဲ့အဥစ္စာကဒေါ်လာသိန်းနဲ့ချီရှိပါတယ်လို့ဆိုတော့အဲ့ဒါမျိုးတွေကိုကျွန်တော်တို့သတင်းပို့ပေးပါပါ။ဒါကြောင့်မလို့အချိန်တော့နည်းနည်းယူရမယ်။လောင်စာပေါ်မှာပေါ့နော်ဘလို့ချင်းကတ်လို့ရတယ်ဒါကျွန်တော်ဒါအကုန်လုံးရှင်းလင်းလင်းပြောပြလိုက်တာပါ ဟိုမရဘူးရတယ်ညင်းစရာမညင်းပါဘူးကျွန်တော်ကကျွန်တော်တို့အလုပ်လုပ်ပါမယ်ပြီးတော့ကျွန်တော်တို့တင်ပြပါမယ်အခု ILO article 33ဘောလို့ပေါ့ဗျာเนาะအလုပ်တော့လုပ်ရမယ်သူတည်သနာလုပ်ရမယ်စစ်စစ်ဆတ်ဆတ်လုပ်ရမယ်ကိုလုံကောင်ကိုစီစစ်ရမယ်ပြီးလို့ရှင်တော့ကျွန်တော်တို့တက်ဆိုင်ရာတွေကိုတင်ပြတဲ့အခါမှာအာ6လတတနည်းမကြပါဘူး6လလောက်ကြံတဲ့ဖြေပေါ်မှာပါလို့ဒါတခုပါဒါလောင်စာကနောက်တစ်ခုကတော့ဒီလောင်စာတွေလာဖို့အပင်ကလာတာလေပေါ့နော် အဲ့တော့ဒီလောင်စာကလကားမရပါဘူးသင်မောငားတယ်ဆိုရင်လည်းငွေချက်ချင်းချေရတာပါအဲ့ဒီပတ်စံนี่ဘယ်ကလာနေသေးလဲအဲ့တော့မင်းအွန်လိုင်းမှာပတ်စံရှိနေသေးတယ်ဆိုတဲ့အကြောင်းဒီအခုကျွန်တော်ကပြောတဲ့ဒီဒီ resolution နဲ့အာ resolution အပိုင်နှစ်အာ 2C ပေါ့နော်နှစ်ခါကိုကငယ်မှာဘာတဲ့ထဲမှာလဲ free flow of funds ဆိုတော့ငွေကြေးလွတ်လပ်စွာစည်းစိမ်မှုကိုလည်းပြန်လည်ဆန်းစစ်ဖို့ဆိုတော့ဘာအတွက်ကြောင့်ဒါတို့ကျွန်တော်တို့ အာစ조사လုပ်ပါမယ်လို့နော်အဲ့တော့ကျွန်တော်တို့နှစ်ခုပါဗျအဓိကကျွန်တော်တို့ကလုံဖို့လိုတာတော့ငွေရေးကြေးစီစဉ်မှုကိုကျွန်တော်ရှင်းရဟိုကြည့်ရပါမယ်နော်ဒီမှာဟိုစမ်းမှုကုံထုတ်ကုံငွေကြိုးတို့သွားတဲ့ငွေကြေးကိုကျွန်တော်မပြောဘူးနော် EB ကိုလည်းကျွန်တော်ဘာမှမပြောသေးဘူးနော်ကျွန်တော်ဟိုကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ဦးနာပြောသလိုပဲအာတည်တည်ချာချာဆန်းစစ်ပြီးတဲ့နောက်မှာအာအေးအေးယူမှုလုပ်နိုင်တဲ့အင်အားရှိတဲ့သူတွေလည်းကျွန်တော်တို့အခု ျွန်တော်တို့ကူနေတာကျွန်တော်နိုင်ငံကိုကူတာပေါ့ဗျာရှိနေတယ်အဲ့တော့အေးအေးယူဖို့ဗိုင်းဂျပန်နီးစနစ်ပိုင်းဆိုင်ရာလဲကျွန်တော်တို့ကရှားဖွေပြီးတော့ကျွန်တော်တို့လုပ်ပါမယ်လို့အဲ့ဒါကိုတင်ပြချင်တာပါခင်ဗျာဒီကတော့ပေါ့ဗျာဟိုဆေးဥစုပြောတိုင်းလိုက်မလုပ်ပါနဲ့လို့ဘာလို့ပြောတာလဲဆိုတော့အထက်မှာ CTUM ဆိုပြီးအဖွဲ့ဖွဲ့ပြီးတော့ကိုတောင်းညွန်းတို့မရှက်မရှိဘူးပေါ့နော်အဲ့ဒီလူတွေကဟိုဗာလဲလိုက်ပြီးတော့ CTUM ဆိုတော့မရှိတော့ဘူးနော် CDN Constitution ရ တို့ကဖွဲ့ရဆိုရင်စေယုစုလိုက်မြောက်ပြီလို့လိုက်လို့အဲ့တော့အခုဘာဖြစ်လဲဘာမှလည်းမဖြစ်ပါဘူးနော်နောက်တစ်ခါ IWFM လည်းအဲ့ဒီလိုပဲဆဲမှုကုံထုတ်ကိုရှိတယ်ဆိုပြီးတော့ဒီမျိုးစော်တို့ကအဲ့ဒါတွေလိုက်လို့လေဒါတွေကဘာမှဖြစ်ပါဘူးကိုယ့်လိုပဲကိုယ်လုပ်ကြပါကိုယ်လိုမှရေးလို့ရှင်လို့ပါကိုယ့်ဖွဲ့နဲ့ကိုရှိတာပဲဘာဖြစ်လို့ကျွန်တော်တို့ CDM အဖွဲ့ချုပ်သူတို့ကိုတင် जा ပေးထားတဲ့အဖွဲ့ချုပ်ကိုလည်းစေယုစုအကြိုက်လိုက်ပြီးအလုပ်လုပ်လဲဆိုတော့မျိုးမလုပ်ပါနဲ့နောက်ပြီးအထဲမှာရှိတဲ့ ရဲဘော်တွေလည်းကျွန်တော်ပြောချင်ပါတယ်ဆဲယုံအထူးသဖြင့်ဆဲယုံထဲမှာပေါ့နော်ပြည်တွင်းမှာရှိတာကိုကျွန်တော်တို့ဒီမြန်မာထွက်မပြေးပါဘူးပြည်စုံမြန်မာပြည်တွင်းမှာပဲရှိပါတယ်နော်အဲမခိုင်သာတို့ကတော့နိုင်ငံသားမှရောက်နေပါတယ်အဲ့တော့ဒီဟာကိုဒီလုပ်ငန်းကိုလုပ်နေတာကအားလုံးအတွက်လုပ်နေတာပါအရင်တော့လည်းကျွန်တော်တို့တူတူတွဲလုပ်ကြတဲ့လူတွေဖြစ်ပါတယ်အလုပ်သမားတွေကိုအလုပ်သမားတွေအရေးကိုကျွန်တော်တို့ကအခုပြောနေတဲ့ လူဝင်ကြီးဌာနအကောင်တွေရဲ့နောက်တစ်ခါအခုပြောပြောနေတဲ့နိုင်ငံခြားသူတွေအထက်ပေါ့နော်ကျွန်တော်ပုံနားလည်ပါတယ်လို့ဒါကြောင့်မလို့ကျွန်တော်တို့ဒီလူတွေကိုထမင်းငှအောင်မလုပ်ပါဘူးသို့တော့အားလုံးရဲ့အခွင့်အရေးအတွက်ကတော့တချို့ကတော့ထိခိုက်မှုတွေရှိပါတယ်အဲ့တော့ပြောကြတယ်ဗျာလူသုံးသိန်းအလုပ်ပြုတ်မယ်လို့ပြောတယ်အဲ့တော့ကျွန်တော်ပြန်မေးမယ်ဟုတ်တယ်ဒီလူသုံးသိန်းအလုပ်ပြုတ်သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်လုံးနေတာကလည်း တစ်ဖက်က CDM 3သိန်းကျော်အတွက်လဲကျွန်တော်ပြန်ကြည့်ရသေးတယ်ဗျာเนาะ CDM 3သိန်းကျော်လဲဦးထမင်းကနေလဲဒုက္ခရောက်နေကြတယ်ဘယ်သူမှလဲလုံးမခတ်ဘူးဘာလို့ဆိုတော့ဟိုအကောင်ပြူစောထီတွေဘာတွေရှုပ်ရှက်ခန့်နေတဲ့အတွက်ကြောင့်ဒီလူတွေအလုပ်မရကြအောင်အဲ့တော့ကျွန်တော်တို့ကကဏ္ဍတစ်ခုတည်းလဲကြည့်လို့မရတဆုတစ်ဖွဲ့တည်းလဲကြည့်လို့မရเนาะပုံကလေးကလုပ်ငန်းကရှိသလိုဟိုကျွန်တော်တို့ဒီအစိုးရဝန်ထမ်းတွေ CDM တွေအများကြီးဒုက္ခရောက်နေတာရှိပါတယ်အဲ့တော့တကယ်လဲဒုက္ခရောက်နေကြတယ်အဲ့ဒီလူတွေအတွက်လဲကျွန်တော်ကြည့်ရတယ် အဲ့တော့ကျွန်တော်ဒီအချိန်မှာ ILO မလာခင်မှာတဲ့ ILO ရဲ့ Article 33မလာခင်မှာတဲ့စစ်တပ်ရဲ့ချောဆွဲမှုပေါ့နော်စစ်တပ်တဲ့မဝင်မနေရဆိုတဲ့ကြောင့်ထွက်သွားတဲ့လူဘယ်နှယောက်ရှိလဲဆိုတဲ့ကိစ္စပေါ့အဲကျွန်တော်တို့ကတော့ဟိုကျွန်တော်တို့ရွှေပြောင်းလို့ဒီမှာနဲ့ပတ်သက်တဲ့ကျွန်တော်ဌာနရှိပါတယ်ကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်တနေရာမှာကျွန်တော်တို့ကနေ့စဉ်အဝင်ထွက်ကိုစီရင်ကောက်ပါတယ် အဲ့မှာတော့အခုကျွန်တော် February လ10ရက်နေ့ပေါ့နော်မင်းအောင်လည်းအဲ့ဒီအမိတ်ထုတ်လိုက်ပြီးတဲ့အချိန်ကစပြီးတော့အခုဒီကောက်တာအားလုံးလူတသိန်းခွဲလောက်ရှိပါတယ်အားလုံးဒီအသက်50မကျော်ပါဘူးနော်လုံးနိုင်ကင်နိုင်တဲ့အလုပ်လုပ်တဲ့အရွယ်တွေပါပြောချင်တာကတော့လူတွေထွက်ပြေးနေရတာလုပ်ငန်းတွေပြတ်တာအလုပ်ရှင်တွေလုံသမားရှာမရတဲ့ကိစ္စကမင်းအောင်လည်းဒီဥပဒေတွေအကြောင်းဆိုတာကိုကျွန်တော်ပြောချင်တာနော်ဒါကြောင့်မို့လိုက်ပြီးတော့မကြောက်ပါနဲ့ EBA တို့ဘာလို့ပိတ်လိုက်တယ်လို့ပြောမဟုတ်သေးပါဘူးဘာမှမလုပ်သေးပါဘူးเนาะဒါပေမဲ့အခုပဲကိုစိတ်ယုံပတ်ချလဲမှာလာတော့ပေါ်တာဆွဲခံရတဲ့ကောင်နောက်ထပ်တခါလူသမားခိစားပြောလို့စစ်တပ်ကခေါ်ပြီးတော့ချင်းချောက်ကားတဲ့လူเนาะအဲ့တော့ကျွန်တော်တို့ညှိနှိုင်းမှုလုပ်တယ်ဆိုရင်မရဘဲနဲ့လက်ပုံနွားလက်ပါရိုက်ပြီးတော့ဒီတိုင်းပဲပိုတိုင်လုပ်ဒီတိုင်ထုတ်ခုနှစ်တိုင်လုပ်တယ်ရှစ်တိုင်လုပ်တယ်၆တိုင်လုပ်တယ်ဆိုရင်လုပ်ပြီးတော့သွားနေတဲ့ဟာတွေကအဲ့ဒီဘဝကလွတ်ဖို့အတွက်ကတော့အားလုံးကတော့နင်းနေတော့ အာဟိုပင်မမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့လည်းပင်မမှာတယ်နော်ပြောပါတယ်ဒေါ်လာစားတဲ့ကိစ္စကျွန်တော်တို့ဒီဒီဒီအလုံးမရှိတဲ့အခါကျတော့ကျွန်တော်လည်းဒီလိုပဲနေရတာပေါ့ဗျာနော်အဲ့တော့ဒေါ်လာစားပြီးလုံနေတဲ့လူတယောက်မှမရှိပါဘူးဒီမှာနော်ဒေါ်လာစားပြီးလုံနေမယ်အရင်တော့ရှိတဲ့အတိုင်းပဲနော်ကျွန်တော်နဲ့လက်ပွန်တတိရှိတဲ့လူတွေအများကြီးရှိပါတယ်အခုပြည်တွင်းမှာရှိနေပါအဲ့ဒီလူတွေအားလုံးသိခဲ့တဲ့အတိုင်းကျွန်တော်ရှိနေနေပါတယ် เนาะဒါကြောင့်လို့ပြောချင်တာပြည်တွင်းအလို့ဒီမားတွေအားလုံးကိုလောဟာကရဖို့အတွက်တိုက်ပွဲတော့ဝင်ရနိုင်မယ်เนาะခမားတို့ကခမားတို့ရဲ့အနေထားမကောင်းဘူးဆိုထိုင်နေလို့မရဘူးเนาะဒါပဲဘောကြီးကဒီလိုပါပဲကွာမဟုတ်ဘူးပြောင်းလဲမှုတော့လိုချင်ပြောင်းလဲမှုတော့လုပ်ကိုလုပ်ရနိုင်မယ်အဲ့ဒါမှပါဝင်ဖို့လိုတယ်ဆန္ဒပြဖို့ပြောတာမဟုတ်ဘူးเนาะဆန္ဒပြဖို့ပြောတာမဟုတ်ပါဘူးခမားကိုယ့်ရဲ့အခွင့်အရေးကိုတော့ကိုထိန်းသိမ်းထားဖို့တော့လိုတယ် ပြီးတော့ကိုဟိုစုနိုင်ဖွဲ့နိုင်တဲ့လူမတ်တမက်ကဆိုတော့စုပိုင်ခွင့်ရှိပါတယ်ဖွဲ့ပိုင်ခွင့်ရှိပါတယ်အခုအားရလိုမှာကျွန်တော်တို့ဘလို့သမားတွေပေးတဲ့တည်ရင်ရပဲကျွန်တော်တို့လုံထားတာအောင်မြင်ပါတယ်ဆက်ပြီးတော့လဲကျွန်တော်လုံမယ်အဲ့ဒီဟာကိုလဲကျွန်တော်တို့ကို တင်ပြပါ တူတူလုပ်ပါမလုပ်ပြုတ်မှာမဟုတ်ပါเนาะအဲနောက်တစ်ခါတခုပြောသေးတယ်ဗျပါလဲအပြေတွင်အလို့သမားတွေလူ၃သိန်းတော့အလို့ပြုတ်သွားမယ်ဆိုရင်ကိစ္စရယ်နောက်တစ်ခါတည် ဒီဥရောပကုမ္ပဏီတွေထွက်သွားရင်တရုတ်တွေဝင်လာမယ်လို့ပြောတယ်။ဘယ်နာတရုတ်ကဝင်မှာလဲကျွန်တော်မသိဘူး။ဘာလို့တရုတ်ကရောက်နေပြီသား။နော်အခုစက်ရုံတွေလမ်းမှာရှိတဲ့စက်ရုံတွေဗျာ။လိုင်းသားမှာရှိတဲ့ဟာဟောရွှေပြည်သားမှာရှိတဲ့နေရာမှာအကုန်လုံးဒီစက်ထုတ်လို့ရေးလုံနေတာတရုတ်တွေကြီးပဲ။လာအပ်တာက brand နေရာဥရောပအမှန်နဲ့ဒါတော့ဥရောပတိုင်းရဲ့မလား။ဟောင်ကောင်နေတဲ့လာလား။နော်ဟောင်ကောင်နေလာတဲ့ဟောင်ကောင်လာပြီးတော့လှုပ်တဲ့လူကလည်းဒီမှာချုပ်တာလဲတရုတ်။နော်တရုတ်ဗာလဲဟို အထေချုပ်အသေးအောင်ရှိသေးတယ်ကျွန်တော်နဲ့မိတ်ဆွေတွေပါကျွန်တော်သိပါတယ်ဒီလူနဲ့လေเนาะအဲ့တော့ဟိုရှောက်ပြောနေတဲ့ဥရောပါငါတို့ထွက်သွားလို့ရှိရင်တရုတ်တွေဝင်လာမှာဘယ်ဘယ်နာတရုတ်မှာမဝင်တရုတ်တွေရောက်နေပြီးသားเนาะ95ရာခိုင်နှုန်းတရုတ်ဆက်ယုံကြီးပဲဒါမှမဟုတ်ပြောချင်တာအဲ့လိုဟိုအရင်မြတ်အဖတ်မရပါဘောเนาะလူတွေအလုတ်ပြုတ်မယ်ဆိုရင်ကိစ္စတော့တရုတ်တွေဝင်လာမယ်ဆိုရင်ကိစ္စရတယ်အဲ့ပြောတဲ့လူတွေကသူတို့ကိုယ်တိုင်အလုတ်ပြုတ်မှာဆိုလို့ပြောနေတာ เนาะကျွန်တော်တို့ပြောင်းလဲမှုလုံကအောင်မြင်သွားတယ်သူတို့အလုံးမရှိတော့ဘူးဗျဒါကြောင့်မလို့ပြောနေတဲ့လူတွေပါဒါကြောင့်အဲ့ဒီနောက်ကိုမယုံပါနဲ့เนาะအလုံးမပြုတ်ပါဘူးဗာလဲကြောက်စင်းစိတ်ရောလားပါလားတခါကြီးပြောပါတယ်အဲ့ဒီမန်နေဂျာဆိုတာဟိုသူတေချာလေးလာဖို့ကောင်းပါတယ်သူတက်ကိနဲ့ထောင်တော့သူအသက်ဘယ်လောက်ရှိပြီလဲတော့မသိဘူးเนาะကျွန်တော်အဲ့ဒီတော့လည်းလိုအပ်လို့လိုရပါတယ်အဲ့ဒီတော့လည်းကျွန်တော်တို့အစဲခံရပါတယ်အခုလည်းဝိုင်းဆဲကြမှာပါပြဿနာမရှိပါဘူး အားလုံးအတွက်ကောင်းအောင်ပြောင်းလဲမှုအတော့မလုပ်လို့မရဘူး။ဒါကြောင့်မလို့ကျွန်တော်လက်နက်မကင်အချမ်းမဖက်တဲ့ပြောင်းလဲမှုအနေနဲ့ကတော့ ILO ရန်တရား ILO complaints mechanism ကိုတုံးပြီးလုပ်ရတာဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်။ဟိုကျွန်တော်တို့အာဒီမှာပေါ့နော်ဒီအမျိုးသားကောင်စီ NUCC မှာတော့ကျွန်တော်တို့ MLA မြန်မာမြန်မာလူ့သမားတပ်ပေါင်းစုကတော့ຫນွေဥတော်လိုင်းရဲ့အုပ်စုတွေမှာကျွန်တော်ပါပါတယ်။ကျွန်တော်တို့ຫນွေဥတော်လိုင်းရေးကိုလည်းအားဖြစ်စီမှာပါ။ကျွန်တော်တို့ကတော့ လက်နဲ့မကင်ဘူးသို့တော့တစ်ဖက်ကဒီလက်နဲ့ဒီအတင်းဝယ်တာဟုတ်တော့ရအောင် လုပ်ဖို့တော့ကျွန်တော်တို့စူးစမ်းမှာဖြစ်တယ်စူးစမ်းနေတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီတိုက်ရိုက်ပေါ့နော်စေအုပ်စုပေါ်မှာတဲအောင်မှုနေနဲ့ငွေကြေးရေးစေအုပ်စုရဲ့ငွေကြေးကိုကျွန်တော်တို့လိုက်ပြီးတော့ကြည့်မယ်တေးသေးချာချာကြည့်ပါမယ်ပြီးတဲ့နောက်မှာကျွန်တော်တို့ဒီလိုအပ်တာနေလုပ်ငန်းတွေကိုကျွန်တော်လုပ်ပါမယ်ဆိုတာတစ်ခုကျွန်တော်ပြောနိုင်ပါတယ် အဲနောက်တစ်ခုကတော့ကျွန်တော်တို့က sales ကိုပြုတ်ကြဖို့ဆိုတဲ့ကိစ္စတော့အကုန်လုံး wide လုံးမှာရပါပေါ့နော်ကျွန်တော်တို့ဒီပြီးခဲ့တဲ့နှစ်ကမရှိခဲ့တဲ့အင်အားတစ်ခုကိုယူပြီးတော့ကျွန်တော်တို့ပွဲတွေကိုထပ်ပြီးတော့ဝင်လာပါတယ်လို့အရင်တော့ကျွန်တော်ပွဲတွေမှာရှိတယ်ပွဲတွေကနေပြီးတော့ကျွန်တော်တို့တစ်ခါထပ်ပြီးကျွန်တော်တို့အနေနဲ့လက်နဲ့ထပ်ပြီးတော့ဖြည့်သွင်းလာတယ် ILO ရဲ့ဆုံးဖြတ်ချက်ဆိုတာယူလာတယ်ဒါကြောင့်မလို့ကျွန်တော်တို့အထူးဖြစ်တော့ကျွန်တော်တို့လုပ်မဲ့လုပ်ငန်းကတော့ဟို ကျွန်တော်တို့အာဆီယံအရှေ့တောင် အာရှထဲမှာရှိတဲ့အစိုးရတွေအလို့ရှင်တွေအာဒီဗန်တွေကိုကျွန်တော်တို့ချင်းကပ်ပြီးတော့ကျွန်တော်တို့အာလုပ်လုပ်ပါမယ်။ဒါကြောင့်မလို့ဆေးရုပ်စုရဲ့နောက်ဆုံးအဓိကကြတဲ့နေရာကအာဆီယံဖြစ်ပါတယ်။အာဆီယံကိုကျွန်တော်တို့ကဒီ Article 33ကိုကျွန်တော်တို့ရှင်းပြပြီးတဲ့နောက်မှာအဲသူတို့ဘာလုပ်ပေးနိုင်တယ်လဲဘာလုပ်တင်တယ်လဲဆိုရတော့ကျွန်တော်တို့ကဒီ ILO ရဲ့ဒီစာတမ်းကိုကန်ပြီးတော့ကျွန်တော်ခြေကမှဖြစ်တဲ့အတွက်ကြောင့် စေယစုပြုတ်ကြရေးကိုတော့ကျွန်တော်တို့ကနှစ်နည်းပေါ့နော်တစ်ခုကတော့ဒေသအတွင်းမှာရှိတဲ့အစိုးရတွေအလို့ရှင်တွေကိုကျွန်တော်တို့ချင်ကပ်ပါမယ်နောက်တစ်ခုကတော့စေယစုရဲ့အိတ်ကပ်ပေါ့ဗျာအိတ်ကပ်ကိုတိုက်ရိုက်ပိတ်ဖို့တော့လုပ်မယ်ပြီးလို့ရှိရင်အိတ်ကပ်ကိုပိတ်ခြင်းအဖြစ်လောင်စာဝယ်တဲ့ကိစ္စကိုတို့ဝယ်လို့မရအောင်ပေါ့နော်ဒီနောက်တစ်ခါတို့ကိုကူညီပေးနေတဲ့ကုမ္ပဏီတွေကိုဒီ enforcement mechanism ပေါ့เนาะကျွန်တော်တို့ဒီ စိပိတ်ဆို့မှုရဲ့နောက်မှာရှိတဲ့အားဖြည့်တဲ့ရန်တရားကိုသုံးအောင်ကျွန်တော်တို့ကသက်ဆိုင်ရာနိုင်ငံတွေကိုကျွန်တော်လိုက်ပြီးတော့ဆွေးနွေးပေးပါမယ်လို့ဆိုတော့အဲ့ဒီလုပ်ငန်းတစ်ခုတော့ကျွန်တော်လုပ်မယ်။ဒါကြောင့်မလို့ညွေဦးတော်လိုင်းရုပ်လည်းအားပေးတာဖြစ်သလိုကျွန်တော်တို့ဆေးဥစုပြုတ်ကြရေးကိုလည်းကျွန်တော်တိုင်းရိုက်လုပ်တဲ့လုပ်ငန်းလုပ်ပါမယ်။အခုလုပ်နေတဲ့လုပ်ငန်းကမှတ်မှတ်တယ်။မှန်တယ်သူတို့လုပ်နေတယ်သူတို့သူတို့သူတို့ယုံတက်တယ်သူတို့သူတို့အလုပ်လုပ်တယ်သူတို့ထမင်းစားဖို့စားဝတ်နေရလုပ်တယ်။ သူတို့ထွက်မှမထွက်လာနိုင်တဲ့လူမထွက်လာဘူးကျွန်တော်တို့ပြောပါတယ်အဲကျွန်တော်တို့အတင်းမထွက်ခိုင်းပါဘူးเนาะအာဘာလို့လဲဆိုတော့ဆေးဥစုရန်ရက်လဲပတ်နေတာကအာတက္ကန္တသို့တော်စာဝန်ကြီးရှိတယ်မိသားစုရှိတယ်မိမိဘကြီးတွေရှိတယ်ကို ကိုလောအားနဲ့ကိုထမင်းစားနေရတဲ့ဆိုလို့ကျွန်တော်တို့ဘာမှကျွန်တော်တို့မပြောလို့ပါဘူးသို့တော်เซลล์สู่อโลจ่าတော့ไล่တော့မလုတ်ပါနဲ့เนาะအဲ့ဒါကိုယ်တည်းချီချီနိုင်ငင်းညင်းပေါ့เนาะအဲ့ဒါကိုမလုတ်ပါနဲ့ နော်ကိုအောက်ကလူကိုညာပါ အကာအကွယ်ပေးပါဆိုရာဟိုအတက်ရွာဖြစ်တော်လည်းကောင်းလုံငန်းအဆင့်အားဖြစ်တော်လည်းကောင်း ကိုကအရှိမရှိတဲ့ဆိုကိုကအကာအကွယ်ပေးပေးပါအဲ့ဒါတွေကိုကိုကလုပ်ဖို့လိုပါတယ်တာဝန်ရှိပါတယ်ဒါကကျွန်တော်ပုံကလေးကထေချုပ်ဆက်ရုံတွေမှာအထူးဖြင့်ကျွန်တော်ကြားရတာစူပါတို့နီတာတို့ကတော်တော်ဆိုးတယ်လို့ပြောပါတယ်အဲ့ဒါတွေကိုလျှော့ကြပါဒီနိုင်ငံတခြားနိုင်ငံတွေမှာဒါတွေမရှိတော့ပါဘူးအဲ့ဒီခင်မဟုတ်တော့ပါဘူး နော်အဲ့တော့ငါကစူပါမို့လို့ငါနေတာမို့လို့ဆိုတဲ့ဟာနဲ့ယုံရင်းကြမ်းတမ်းတဲ့အသုံးနှုန်းတွေနဲ့မလုပ်ပါနဲ့ဒါကိုယ့်လူမျိုးတွေပါနော်ကိုယ့်လူမျိုးတွေဖြစ်တယ်ဟာလားအားလုံးနဲ့စောင်းနေခက်ခဲလို့လွတ်လုံနေဖြစ်တယ်အပြင်မှာလည်းပတ်ဝန်းကျင်မှာနေရထိုင်ရခက်ခဲတယ်ဒါကြောင့်မို့လို့အားလုံးဖေးဖေးမမနဲ့နေကြပါလို့ကျွန်တော်အဲ့ဒါပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဟိုကျွန်တော်ကတော့တက်ကိ2000လုံးက ဟို96ကနေ2000အထိပေါ့နော်စေအုပ်စုပေါ်မှာဒီ ILO ရဲ့ complaint mechanism ပေါ့နော်ကျွန်တော်တို့ဒီ ILO ရဲ့ရန်လျောက်အသုံးပြုပြီးတော့ဖိအားပေးခဲ့ဘူးပါတယ်အဲ့ဒီမှာကျွန်တော်တစ်ချက်မှားသွားတာကတော့ကျွန်တော်ကဖိအားပေးတဲ့ရန်တရာအာရိကတတိယပြန်ပြီးရုပ်သိမ်းအောင်ဆိုပြီးကျွန်တော်အကူအညီတောင်းတဲ့အတွက်ကြောင့်ကျွန်တော်ကအကူအညီပေးခဲ့တယ်အဲ့တော့2000 12ခုနဲ့မှာပြန်ပြီးတော့ရုပ်သိမ်းသွားပါတယ်အဲ့ဒါကကျွန်တော်တို့ကယုံကြည်ခြင်းနဲ့လောက်တာပါပဲเนาะကျွန်တော်တို့က good faith in good faith အဲကျွန်တော်နဲ့ထိစားလူတွေလည်းကျွန်တော်လေးစားပါတယ်အဲ့ဒီလူတွေနဲ့ကျွန်တော်လောက်ကြတာပါသို့တော်အခုမင်းအောင်လိုက်ဖောက်လိုက်တဲ့ခါကျတော့အကုန်လုံးတော်တော်ခဲခဲရင်းဖြစ်သွားတယ်သူကိုယ်တိုင်လည်းဘယ်သွားမယ်မှမသိတော့ဘူးလို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီတစ်ခေါက်ကတော့ကျွန်တော်တို့ဒီ ဒီ article 3ကိုတော့ကျွန်တော်တောင်းတောင်းတော့ကျွန်တော်တို့လုတ်ပေးမှာမဟုတ်တော့ဘူးလို့เนาะဘာလို့ကျွန်တော်တခါထိသွားပြီးပြီစိုးစုဒီလိန်တတ်တယ်ဆိုတော့ကျွန်တော်မြင်လိုက်တယ်သူဒီလိန်တယ်ဆိုတော့ကျွန်တော်တယောက်တည်းပြောတာမဟုတ်ဘူးအားရလုံးမှာအထောက်ထားရနေရှိပါတယ်ဘယ်ဟာလုံးမယ်ဆိုရင်မလုတ်သေးဘူးအဲလုံးမယ်လုံးမယ်ပွဲပြီးအောင်ပြောလိုက်တယ်လုံးမယ်လုံးမယ်ပြီးလို့ရင်ဟိုဟာဖြစ်လို့တရားဖြစ်လို့လို့ပြောတယ်ဒါအခုလက်ရှိရုံးမှာထိုင်နေတဲ့လူတွေပါအဲဒုဝင်ကြီးလည်းပါတော့ဗောဗျာเนาะ ဟိုဗမာပြည်မှာဆိုတော့ဝူဝါဝါလို့တာအပြင်ထွက်လာတော့မျက်နှာငယ်လေးတော့ဟိုအားတော့လုတ်ပေးပေါ့တရားတော့လုတ်ပေးပေါ့ဆိုတော့အဲ့ဒါမျိုးတော့ကျွန်တော်ထပ်ပြီးတော့ဖြစ်မခံတော့ဘူးလို့ဒါကြောင့်မလို့ကျွန်တော်တို့ကတော့ဒီတစ်ခေါက်တော့ကျွန်တော်တို့အာရီကတဲ့တွေ့ကြပြီးကျွန်တော်တို့ကလုပ်ငန်းကိုကျွန်တော်တို့ပြင်းပြင်းထန်ထန်နဲ့အရေးရှိလုပ်ရမယ်ဆိုတာနားလည်သွားတဲ့ကြောင့်ကျွန်တော်တို့ MLA အနေနဲ့ကတော့မြမဒီဒီလူ့သမားတပ်ပေါင်းစုကတော့အလုပ်ကိုပြင်းပြင်းထန်ထန်လုပ်ဖို့တော့ကျွန်တော်တို့အစီအစဉ်ဖြစ်ပါပြီ။